မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွဆန်းစစ်လီလာကြဖို့ကြိုးဆိုပါရယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျမတို့ကြည့်ကြမှာကတော့ The Wise Believers ကနေပြုစုထားတဲ့မတ်စုရီအဲ့ဒါလေးကောင်းနှုတ်ချက်တွေကိုအခြေခံပြီးတော့တတလောနေဩဝါဒစာပထမဆောင်အခန်းကြီး9တဲ့ကအထက်ချက်တွေပါပဲဟုတ်ကဲ့ဒီခန်းကြီး9ကတကယ်တော့ယုံကြည်သူတွေအတွက်အရေးကြီးတဲ့ပိုင်းတွေအများကြီးပါတယ်ဟုတ်တယ်နော် လက်တွေ့လမ်းညွှန်ချက်တွေနဲ့တကယ်ပြည့်နေတဲ့အခန်းလို့ဆိုနိုင်မဲ့ထင်ပါတယ်။ဟွန်းခြုံပြောရင်လေအဓိကအပိုင်း၃ပိုင်းလောက်တွေ့နိုင်တယ်။ပရမတ်တခုကတော့တခင်ယေရှုပြန်ကြွလာမယ်ကိစ္စပေါ့။တခင်မြိုင်နေရတဲ့ဘလို့နိုးကြနေရမလဲဆိုတာမျိုး။အဲ့ဒါကိုရှင်ပေါလုကရှင်းပြထားတယ်နော်။ဟုတ်ပါတယ်။ပြီးတော့ဒုတိယပိုင်းမှာကနေ့စဉ်လက်တွေ့အသက်တာလေးအတင်းတော်မှာဘလို့နေထိုင်မလဲ။အချင်းချင်းဆက်ဆံရဘလို့ရှိရမလဲဆိုတာတွေအတော့ချုပ်ကလေးတွေပေါ့။ဟုတ်ကဲ့။နောက်ဆုံးအပိုင်းကြတော့အမ် ဝိညာဉ်ရေးရလေးချင်တယ်ပေါ့ဆူတောင်းတာတို့ဂျေစုတော်ချီးမွမ်းတာတို့ ਨੇ နီးခုံးချုပ်ထားတာတွေ့ရမှာပါဒါဆိုရင်တို့ကျမတို့ဒီနေ့လေ့လာမှုရအထူးကရည်ရွယ်ချက်ကဒီစံစာအပိုင်းကနေပြီးတော့ယုံကြည်သူတွေအမြဲတမ်းအသင့်ရှိနေဖို့ဘလောက်အရေးကြီးလဲဆိုတာရယ်ဟုတ်ပါတယ်ပြီးတော့ဖျားသခင်ကျင့်တတ်တဲ့အသက်တာမျိုးကိုလက်တွေ့ဘလို့အသက်ရှင်မလဲဆိုတဲ့သင်ခန်းစာတွေကိုနားလည်ဖို့ပေါ့နော်အဲ့ဒါပါပဲကဲဒါဆိုစားလိုက်ကြရအောင်လားပထမဆုံးအပိုင်းသခင်ရဲ့နေ့ရက်အတွက်အသင့်ပြင်ဆင်ခြင်းဆိုတာနဲ့ပတ်သက်လို့ပေါ့နော်ကောင်းပါပြီဒီဆွေးနွေးမှုက ဟိုတဲ့ The Wise Believers ရဲ့ Thessalonians 1 Preparation in Christian Living ကောင်းလို့ချက်တွေပေါ်မှာအခြေခံထားတာပါခင်ဗျာဟုတ်ကဲ့အခန်းကြီး9အစမှာလဲရှင်ပေါလုကတခင်ဗျာရဲ့နေ့ရက်အချိန်အတိအကျကိုတော့ဘာမှမသိနိုင်ဘူးဆိုတော့ပြောတယ်อืมအဲ့ဒါကဘာကိုဆိုလို့ရလဲတခင်ဗျာရဲ့နေ့ရက်ဆိုလားအဲ့ဒါကဖျားသခင်ရဲ့တရားအစီရင်ခြင်းရောကဲတင်ခြင်းအကြံအစီတွေပါအဆုံးစုံထိပြည့်စုံလာမယ့်အချိန်ကာလကြီးကိုပြောတာ ်ရှင်ဘောလို့တုံးတဲ့ဥမာကတိရှင်းတယ်။သူခိုးလို့ပဲဆိုတာလား။ဟုတ်တယ်။သူခိုးညအချိန်မှာရောက်လာတကယ်တော့ပဲတဲ့။ဆိုလိုတာကကြိုပြောထားမှာမဟုတ်ဘူး။လူတွေထင်တောင်မထင်ထားတဲ့အချိန်ရောက်ချလာမယ်ဆိုတဲ့သဘောပဲ။ဒါပေမဲ့အဲ့ဒီသူခိုးလို့ရောက်လာမယ်ဆိုတာကလူတိုင်းအပေါ်မှာတက်ရောက်ပုံချင်းတူမှာမဟုတ်ဘူးလို့လည်းဆိုထားသေးတယ်နော်။မှန်ပါတယ်။အဲ့ဒါကို तू ကခွဲပြတယ်။လောကသားတွေမေတုံကြီးသူတွေအတွက်ကြတော့သူတို့က အေးစေးပဲလုံခြုံနေပြီလို့ပြောနေတဲ့အချိန်မျိုးမှာပဲယုတ်တရက်ပျက်စီးခြင်းရောက်လာမယ်လို့ဆိုတယ်။ Hmm ကိုဝင်ဆောင်ယုတ်တရက်ပိတ်နာလာတယ်လို့မျိုးရှောင်းလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတာနော်။ဟုတ်ပါတယ်တိတိကျကျပဲ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကယုံကြည်သူတွေအတွက်ကြတော့အချိန်တွေကလုံးဝပြောင်းပြန်ဖြစ်သွားရော။ဘလို့ပြောင်းတော့တာလဲ။တို့တို့က노ချနေတယ်ပင်စင်ထားနိုင်နေဆိုတဲ့အတိတ်ပြေပေါ့။ အတိအကျရတယ်အလင်းရဲ့သားတွေဖြစ်တဲ့ဆိုတာကဘလို့အသက်ရှင်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေဆက်လာတာပေါ့ဟုတ်ကဲ့အဲ့ဒါပါ၄လဲချားတူတယ်လို့ဝိညာဉ်ရမှာအိတ်မနေနဲ့နုံနုံကြားကြားနဲ့တမတိတိရှိဆိုပြီးတိုက်တော်တယ်ပြီးတော့ဟိုရင်းနဲ့ဝိညာဉ်ရေးကစစ်ဝတ်တန်စာဝတ်ဖို့ပြောတာ ဲ့ဒါအရေးကြီးတယ်ဟုတ်အဲ့ဒီစီဝတ်တန်ဆာဆိုတာကဘာကိုဆိုလိုတာလဲရုပ်ပိုင်းဆိုင်ရာဝေယာမလားအာမဟုတ်ဘူးခင်ဗျအဲ့ဒါကပုံဆောင်ပြောတာဝိညာဉ်ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ဖျားတရားမှာခိုင်ခိုင်မာမာယက်တီနိုင်ဖို့လိုအပ်တဲ့အရာတွေကိုပြောတာอืมတခုကိုအထူးကပြောတယ်တခုကယုံကြည်ခြင်းနဲ့ချစ်ချင်းမေတ္တာတည်ခူတော့ယင်းအုတ်တန်ဆာယင်းအုတ်တန်ဆာဆိုတော့နှလုံးသားကိုကာကွယ်ဖို့လားဟုတ်တယ် အတွင်းစိတ်ခန်းစားချက်တီးကိုကာကွယ်ဖို့ဖျားဟုတ်ယုံကြည်မှုနဲ့အချင်းချင်းချစ်တဲ့မေတ္တာပေါ့အဲ့ဒါအတ္တိကပဲဒုတိယတစ်ခုကောဒုတိယကကဲတင်ချင်းမြော့လင့်ချက်တီးဟူတော့တန်ခမောက်ဒါကြတော့ဥခေါင်းကွာအတွေးခေါ်ဒီစိတ်ပိုင်းဆိုင်ရာကိုကာကွယ်ဖို့ပေါ့မှန်ပါတယ်ဖျားပေးတဲ့ကဲတင်ချင်းအနာကမြော့လင့်ချက်ဒါတွေကတန်ထရတွေစိတ်တကြရတွေကိုတွန်းလန့်ဖို့ခွန်အားဖေးတယ်လေဒီလိုတန်ဆာစင်တာကစစ်မြေပြင်မှာရန်သူကိုရင်ဆိုင်ဖို့အသင့်ပြင်ထားတဲ့စစ်သားတယောက်လိုပုံဖော်နေသလိုပဲနော်အဲ့ဒါပေါ့ဆိုလိုတော့က အတင့်ရှိတယ်ဆိုတာကြောက်နေရမှာမဟုတ်ဘူးဟုတ်ကဲ့ဖျားပေးတဲ့ကာကွယ်မှုတွေကိုယုံကြည်ပြီးတော့တီတီငယ်ငယ်နဲ့နေ့စဉ်အသက်တာကိုရင်ဆိုင်ဖို့ပြင်ဆင်နေတာမျိုး Active preparation ပေါ့နော်တည်ကြပါရဲလက်တွေ့ကြတဲ့ပြင်ဆင်မှုပါယုံကြည်ခြင်းချစ်ခြင်းမျှော်လင့်ခြင်းနဲ့ခိုင်မာနေတာကပဲအလင်းရဲ့တာသမီးအသက်တာပုံစံပဲ ရှင်းပါပြီ။ကဲဒါဆိုရင်ဝင်းကြီးရေအားနိုးကြမှုနဲ့ပြင်ဆင်မှုကြောင့်ပြီးပြီဆိုတော့ဒုတိယပိုင်းကိုဆက်သွားကြရအောင်။လက်တွေ့ကြတဲ့ခရီးရန်အတ္တတာဒီအပိုင်းမှာကြတော့အတင်းတော်အတိုင်းရိုင်းတော်လမ်းညွှန်ချက်တင်နော်။ဟုတ်ကဲ့။တော်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 နဲ့လူရင်းပြောသွားတာလေ။ဟုတ်။တခုချင်းလိုက်နိုင်ရမယ့်အချက်တွေတော်တော်များတယ်။များတယ်ဆိုပေမဲ့အတင်းတော်ရဲ့အကြံအရေးတော်အရေးကြီးတဲ့အချက်တွေချီးပဲ။ပထမဆုံးကြည့်ရင်အမှုတော်ဆောင်တယ်ခေါင်းဆောင်တွေကိုလေးစားဖို့ပြောတာသူတို့ရဲ့အလုပ်ကြောင့်ပေါ့နော်ဟုတ်တယ် သူတို့ပင်ပန်းခံပြီးအမှုဆောင်တယ်တွန်တင်ဆုံးမတယ်ဒါကြောင့်သူတို့ကအရင်ချစ်ခင်ဆိုတာမတ်อยู่ပါလို့ဆိုတယ်တကအတင်းတော့စီလုံးဖို့တိုးတက်ဖို့အခြေခံပဲလေမှန်ပါတယ်ခေါင်းဆောင်မှုကိုလေးစားမှုမရှိရင်ရှေ့ဆက်ဖို့ခက်မှာပေါ့အဲ့ဒါပေါ့နောက်တစ်ခုကအတင်းသားအချင်းချင်းဆက်ဆံရေးဒါကတကယ်အနည်းစဉ်ပေါ်နဲ့ဆိုင်သွားပြီဟုတ်ကဲ့ဘာတွေမားထားလဲစိတ်သက်ကြနေသူတွေကို အားပေးဖို့အားနည်းနေတဲ့သူတွေကိုကူညီမဆဖို့လူတိုင်းရဲ့ပေါ်စိတ်ရွှေဖို့ ဟွန်းအီဒီစိတ်ရှည်တာတို့အားနည်းသူတို့ကုညီအားတို့ကခုနကပြောတဲ့အလင်းရဲ့သားသမီးဖြစ်ခြင်းရဲ့ဘလို့ဆက်ဆက်နေလဲအဲ့လာကအလင်းဖြစ်ခြင်းရဲ့လက်တွေ့ပုံစံလားအော်ဒါကောင်းတယ်မေခုံးပဲအလင်းသားသမီးဆိုတာကရိုးဝတ်ချက်တည်နေတာမဟုတ်ဘူးအမောင်လောကထဲမှာဖခင်ရဲ့ကောင်းမြတ်ခြင်းမေတ္တာကို ကိုယ်အသက်တာနဲ့ပြတာအော်ဟုတ်ကဲ့အဲ့တော့စိတ်တကြသူကိုအားပေးလားအားနည်းသူကိုကူတာတိခန္ဓာတွေဟာ ချစ်ချင်းမေတ္တာရဲ့အလုပ်တွေဖြစ်တယ်လို့အမောင်ကိုတိုက်ထုတ်တဲ့အလင်းတန်းတွေပဲလောကရဲ့တွန့်ပြန်မှုနဲ့ဆန့်ကျင်ပဲပုံနော်အဲ့ဒါပေါ့လောကကအာနေရင်ဖိနှိပ်ခြင်းတယ်စိတ်ပြက်ရင်ပစ်ထားခြင်းတယ်ခရစ်စတန်ကတော့ကရုဏာတိခန့်ခြင်းနဲ့တွန့်ပြန်လာမယ်ခရစ်တိုရဲ့စိတ်တဘောကိုပြရမှာပေါ့ဒါဆိုရင်နောက်တစ်ချက်မကောင်းမှုကိုတွန့်ပြန်ပုံနဲ့ပတ်သက်တာကလည်းဒီသဘောပဲဖြစ်မယ်နော်ဘာတို့ကမှမကောင်းမှုကမကောင်းတာနဲ့ပြန်မလုပ်နေဆိုတာလေဟုတ်ပါတယ်ပြီးတော့ လူအလုံးအပေါ်ကောင်းတာကိုပဲအမဲလို့ဖို့စ조사ပါတယ်။ဒါကတော်တော်ဆန်မြက်နေနော်။လက်တွေ့မှာတော့သိကြတာပေါ့။ဒါမဲ့ဒါကခရစ်ယာန်အသက်တာရဲ့အဓိကအချက်ပဲ။လူတစ်ဘာဝကကိုယ့်ကိုစိုးရင်ပြောင်းစိုးခြင်းတယ်။လက်စားချခြင်းတယ်။ဟုတ်။ဒါပေမဲ့ရှင်ပေါလုကအဲလန်ကိုလုံးဝပိတ်ထားတယ်။မကောင်းတာကိုမကောင်းတာနဲ့တုံ့ပြန်ရင်အမောင်ထဲမှာပဲလည်နေမှာ။အလင်းရဲ့သားသမီးကအမောင်ကိုအလင်းငယ်မကောင်းတာကိုကောင်းတာနဲ့အနိုင်ယူရမယ်။ ရန်သူကိုခြေလို့ဆိုတဲ့တုံတင်ချက်အတိုင်းမအတည့်ရကြပဲပြီးတော့အတင်းတော်ထပ်ပါမယ်မဟုတ်ဘူးနော်လူအပေါင်းတို့နိုင်ဆိုတော့အပြင်လူတွေပေါ်မှာလက်တီလိုပဲကျင့်ရမယ်ဆိုတဲ့တဘောอืมဒီလမ်းညွန်ချက်တည်းအားလို့ကြည့်ရင်တခင်နည်းရက်ကိုစောင့်ရင်အတင်ရှိနေတယ်ဆိုတာကစိတ်ကူးတဲ့ကကိစ္စမဟုတ်ပဲနေတိုင်းရဲ့ဆက်ဆံရေးကျင့်ဝတ်တည်နဲ့တိုက်ရိုက်ဆိုင်နေရပဲနော်လုံးဝမှန်ပါတယ်ဝိညာဉ်ရေးရင့်ကြမှုဆိုတာဖះရနဲ့ဆက်ဆံရေးကောင်းရုံမဟုတ်ဘူး လူအချင်းချင်းဆက်ဆံရေးမှာလည်းဖခင်ရဲ့ဆန်လွန်အတိုင်းအသက်ရှင်နေတာဒီနှစ်ခုက ခွဲလို့မရဘူးကောင်းပါပြီဒီရဲ့တိုင်းဝိုင်းအသက်တာလမ်းညွန်ချက်တွေပြီးတော့အခန်းကြီးနှီးကုန်းပိုင်းရောက်လာပြီဒီမှာကျတော့ဆူတောင်းပေးတာတွေနောက်ဆုံးမာချချက်တွေပါတယ်ဟုတ်ကဲ့အထူးသဖြင့်ဆက်တိုက်လာတဲ့မာချချက်သုံးခုကတိတ်ရေးကြည့်တယ်ပါရီလဲအမြဲတမ်းဝမ်းမြောက်ကြတော့မပြည့်စုံတော့ကြတော့အရာရာ၌ကြီးကျူးတော်ကိုချီးမွမ်းကြတော့ဆိုတာတွေပဲအင်းပြီးတော့အရေးကြီးတာကနောက်ကစားကြောင်း ဒါရင်ဟာယေရှုခရစ်ရာအဖြစ်ဖြစ်တဲ့ဖခင်သခင်ရဲ့အလိုတော်ပဲတဲ့။အော်လောက်တင်တယ်ဆိုတာထက်ဖခင်သခင်လိုချင်တဲ့အသက်တာပုံစံဆိုတဲ့သဘောပေါ့နော်။ဒါပေါ့။ဒါကြောင့်ဒါတွေကအသက်သွေးကြောလို့တဲ့။ဒီသုံးချက်ကိုနည်းနည်းလေးကြည့်ချင်သေးတယ်ရှင်။အမြဲတမ်းဝမ်းမြောက်ခြင်းဆိုတာအခြေအနေမကောက်လက်ဟန်ဆောင်ပြီးပျော်နေရမှာလားဘလိုမျိုးလဲဟုတ်အဲ့ဒါကအပေါ်ရန်ပျော်ရွှင်မှုမဟုတ်ဘူးအတွင်းစိတ်ရဲ့ခိုင်မာတဲ့ဝမ်းမြောက်ခြင်း deep seated joy ကိုဆိုလိုတာဘယ်ပေါ်မှာအခြေခံတာလဲအခြေအနေအတက်အကြာပေါ်မဟုတ်ပဲဖျားရဲ့မပြောင်းလဲတဲ့ဂတိတော်ကေတင်ချင်းစောင့်ရှောက်မှုအနာဂတ်ဖြိုလင်းချက်ဒီပေါ်မှာအခြေခံတဲ့ဝမ်းမြောက်မှုပါခက်ခဲတဲ့အချိန်မှာတော့ဒီအမှန်တရားတွေကိုပြန်တွေးပြီးဝမ်းမြောက်နိုင်တယ်ဟုတ်ကဲ့မပြတ်ဆူတောင်းခြင်းကကောတစ်ချိန်လုံးဒူးထောင်နေဖို့လားအဲ့လိုတော့မဟုတ်တော့ဘူးခင်ဗျာဒါကအချိန်တိုင်းစကလုံးနဲ့ပြောနေတာတဲ့ဟိုနေဖျားနဲ့အမြင်ဆက်တွေ့နေတဲ့စိတ်တဘောထား ူကိုအမြင်အောင်မဲ့မိခေါ်နေတဲ့စိတ်နဲ့အသက်ရှင်တာအလုံးလုံးဝရင်စကားပြောရင်ဆုံးဖြတ်ချက်ချရင်မှတော့ထက်နိုင်တာပေါ့ဟုတ်ပါတယ်စိတ်ထင်းကနေဘုရားကိုဟုတ်ခင်အားကိုတတိယရာလက်ညွတ်မှုတောင်းတာသူ့တန်ကိုကိုအတိအမှတ်ပြူတာအလုံးကမပြတ်ဆူတောင်းခြင်းပဲဖျားနဲ့မိသားရဖွဲ့တာကိုအလေးအထဖြစ်စေတာနောက်ဆုံးတစ်ခုကအရာရာ night ဂျေဆုတော်ချီးမွမ်းခြင်း ကောက်တာကြုံမှယေຊုတင်တာကလွယ်ပြီမဲ့အရာရာ၌ဆိုတော့စိုးတာတွေအခက်ခဲတွေအတွက်ကောယေຊုတင်ရမှာလားအဲဒါကနည်းနည်းစဉ်းစားစရာနော်တကယ်တမ်းကကြုံနေရတဲ့ဒုက္ခကြီးအတွက်ယေຊုတင်ခိုင်းတာမဟုတ်ဘူးဒါဆိုဘလို့လဲအဲ့ဒီဒုက္ခအခြေအနေထဲမှာတောင်းမှဖျားရှိနေတာသူအုတ်ဆိုးနေတာသူမှကောင်းရက်တဲ့အကြံအစီရှိတဲ့ဆိုတော့ကိုယုံကြည်ပြီးယေຊုတင်နိုင်တာကိုဆိုလိုတာကိုအမြင်မှာမရှင်းရင်တောင်းပေါ့ဟုတ်တယ် ဖះကအရာရာကိုထိန်းချုပ်ထားပြီးသူ့ကိုချစ်တဲ့သူတွေအတွက်အကုန်လုံးကိုကောင်းအောင်လုပ်ပေးတယ်။ယောမရှိတူညာတီဆိုရယူကြီးချက်ကအခြေခံပဲ။အင်းဒီမှာကြားချက်တွေပြီးတော့ရှင်ဘောလူကတတလောနဲ့ယူကြီးသူတွေအတွက်ဆူတောင်းပေးတယ်နော်။အားရှိစရာပဲ။ဟုတ်ကဲ့။ဂျေဒဂျီရဲ့ရှင်ဖះတခင်ကိုရိုတိုင်းခမရလို့ကိုအကုန်အစင်တန်ရှင်းစေပါစေလို့ဆူတောင်းလာ။ပြီးတော့ကိုစေခွင့်ဉင်တစ်ခုလုံးကိုသခင်ယေရှုကြောက်လာတဲ့အခါအပြစ်တင်စရာ မရှိအောင်စောင့်ရှောက်ဖို့ဆုတောင်းတယ်။ ဒီအကုံအစင်တန်ရှင်းစေခြင်းဆိုတာပါလေအဲ့ဒါတန်ရှင်းစေခြင်း sanctification လုပ်ငန်းစဉ်ကိုပြောတာယုံကြည်သူကိုဖရားအတွက်ထီးတန်ခွဲထားပြီးခရစ်တော်နဲ့တပြေးပြေးပို့တူလောင်ပြောင်းလဲပေးနေတဲ့ဖြစ်စဉ်ပေါ့ကဲတင်ချင်းရပြီကလေးကစတာလားဟုတ်တယ်အတတတချောင်လုံးဆက်သွားနေတဲ့ဖြစ်စဉ်ရှင်ပေါလုဆူတောင်းတာကဖရားကိုယ်တိုင်ကဒီဖြစ်စဉ်ကိုသူတို့ရဲ့ကိုယ်စိတ်ဝိညာဉ်အကုန်လုံးမှပြည့်စုံအောင်လုပ်ပေးဖို့နောက်ဆုံးတခင်ပြန်လာတဲ့အခါအပြစ်တင်စရာမရှိတဲ့အခြေအနေရောက်ဖို့ ဲ့ဒီစူတောင်းချက်နောက်ကစကားကပို့ပြီးအားရှိစရာကောင်းတယ်လို့ထင်တယ်ရှင်။ဗာမရနဲ့ခမရ။ခမရတို့ကိုခေါ်တဲ့ဖယားကတိစာရှိရယ်။သူအဲ့ဒီအတိုင်းလုပ်ပေးလိမ့်မယ်ဆိုတဲ့ကတိတော်လီ။ဟုတ်ဟုတ်ပါတယ်တကယ်ပဲ။ဒါကပါးကိုပြလဲဆိုတော့ယုံကြည်သူရဲ့တန်ရှင်းခြင်းနောက်ဆုံးအဖြစ်ကင်းခြင်းဆိုတာကိုကြိုးစားမှုတစ်ခုတည်းပေါ်မှာမူတည်နေတာမဟုတ်ဘူးဆိုတာပဲ။ကိုဘကလည်းတာဝန်ရှိတာပေါ့လေ။ရှိတာပေါ့။ပူပေါင်းပါဝင်ရမယ်။ဒါပေမဲ့ ်အမခန်းကျအစစ်ကဖျားရဲ့တစ္ဆာတရားပေါ်မှာပဲသူစားခဲ့တဲ့အလုတ်ကိုသူပဲအဆုံးထိလုတ်ပေးမယ်ဆိုတဲ့ဂရီတော်ဒါကြောင့်အာနေနေတဲ့အချိန်မှာတော့မျိုးလုံးချက်ရှိနေတာပေါ့လေအဲ့ဒါပေါ့ဖျားရဲ့တစ္ဆာကိုကင်ဆယ်ထားနိုင်တယ်ကဲဒါဆိုရင်ဒီအခန်းကြီးတစ်ခုလုံးကနေကျမတို့ရနိုင်တဲ့လက်တွေ့အဆင်ချင်းစရာအချက်တွေကိုပြန်ချုပ်ရအောင်ပထမဆုံးကတော့ဝိညာဉ်ရေးရနူးချမှုနဲ့အသင့်ရှိနေဖို့လိုတယ်ဆိုတာပဲနော်ဟုတ်ပါတယ်တခင်ပေတော့ပြန်လာမယ်မသိနိုင်တော့အဲ့ပျော်နေသလိုပေါ်ပေါ်ဆဆနေလို့မဖြစ်ဘူး တန့်ရှင်းတမာတိရှိပြီးအလင်းသားတွေလိုအသိရှိနေရမယ်ဒုတိယချက်ကတော့ဒုတိယကတော့နေ့စဉ်ဝိညာဉ်ရဲ့အလေးချင်းဒီပေါ့အမြဲဝမ်းမြောက်တာ မပြတ်စွတ်တောင်းတာ အရာရာမှကျေးဇူးတင်တာဒါတွေကတင်းငွနေနေ့အတက်ပဲမဟုတ်ဘူးနေ့တိုင်းရဲ့အသက်တာထဲမှာပါဝင်နေရမယ်ဟုတ်တယ်ဝိညာဉ်ရဲ့ကြမာရဲ့ဖျားနဲ့ဆက်ဆံရဲ့ခိုင်မာဖို့အခြေခံဒီပဲနောက်ဆုံးတစ်ချက်ကတော့ခုနကပြောခဲ့တဲ့ ဖရာရဲ့တစ္ဆာတရားကိုယုံကြည်ကိုးစားဖို့ပဲနော်မှန်ပါတယ်ကျွန်တော်ရဲ့နောက်ဆုံးပန်းတိုင်ခရစ်တော်နဲ့တူလာဖို့အပြစ်တင်ခွင့်ကင်းလွတ်ဖို့ဆိုတာကိုယ်အရေးချင်းကြောင့်မဟုတ်ဘူးခေါ်တော်မူတဲ့ဖရာရဲ့တစ္ဆာနဲ့တန်ခိုးကြောင့်ဆိုတာတည်ပြီးစိတ်ချနိုင်တယ်ဂျာကခွန်အားနဲ့ငြိမ်သက်ခြင်းကိုပေးတယ်တကယ်ပဲဒီအခန်းကြီးကအနာဂတ်ကိုမျှော်လင့်ခြင်းကလက်ရှိအသက်တာကိုဘလို့ပုံသွင်းသင့်လဲဆိုတာအရင်ရှင်းရှင်းလင်းလင်းလက်တွေ့ကြကြလမ်းညွှန်ထားတာပဲဟုတ်ပါတယ် အနည်းချုပ်ရရင်ဒီနေ့ကျွန်တော်တို့ the wise believers ရဲ့မဆူတွေကိုအခြေခံဒီတတ်တထားလို့နဲ့အခန်းကြီး9ကနေဝိညာဉ်ရေးရာအသိရှိခြင်းရဲ့အရေးကြီးပုံဟုတ်ကဲ့အတိုင်းဝိုင်းထဲမှာတော့တယောက်ချင်းလိုက်နာမဲ့လက်တွေ့လမ်းညွန့်ချက်တယ်အထူးသဖြင့်ချစ်ချင်းတီးခံချင်း ကောင်းမှုပြုချင်းတွေအေးနောက်ဆုံးမှာတော့ဖျားရဲ့မပြောင်းလဲတဲ့သစ္စာတော်တွေကစိတ်ချမှုနဲ့ချော်လင့်ချက်ဒါတွေကိုနားလည်ခဲ့ရတာပေါ့ဟုတ်ကဲ့တကယ်တမ်းမိုးရှိရဲ့လေးလံမှုပါပဲ နားထောင်နေသူတွေအတွက်ဆက်ပြီးစဉ်းစားစရာလေးတခုနဲ့အဆုံးသတ်ချင်ပါတယ်။ကောင်းပါပြီ။ရှန်ပေါ်လူရဲ့မပြည့်စုံတောင်းကြလော့ဆိုတဲ့စကားကိုပြန်စဉ်းစားကြည့်ရင်လေသမထားတဲ့ဆူတောင်းချင်တွေပြင်ပါပေါ့ကျမတို့ရဲ့နေ့စဉ်အလုပ်သေးမိသားစုကိစ္စတွေဆက်ဆံရေးတွေဇုံဖြတ်ချက်ချတာတွေအဲ့ဒီအရာအလုံးထဲမှာဒီဆူတောင်းတဲ့စိတ်သဘောထားကိုဘလို့ပို့ပြီးလက်တွဲကြကြအဆက်မပြတ်ထည့်သွင်းနိုင်မလဲอืมစဉ်းစားစရာပဲအမေရဲ့အသင့်ရှိခြင်းဆိုတာ ਨੇ ဖျားနဲ့အမေမိတ္တာရဖွဲ့ချင်းကိုထင်ဟပ်စေတဲ့အထက်တာမျိုးကိုကိုလက်တွေ့ဘဝမှာဘလို့တိဆောက်နိုင်မလဲအဲ့ဒါလေးကိုစက်ပြီးဆင်ကျင်သုံးသပ်ဖို့အားပေးရင်ဒီနေ့အတွက်ဒီမှာပဲညီကုန်းချွတ်လိုက်ပါစေဟုတ်ကဲ့ခင်ဗျအလုံးကိုကျေးဇူးတင်ပါတယ်